။ဒီနေ့မှနေ့အတော်ကြာတဲ့အထိလူချင်းမတွေ့ရတဲ့ဦးမြင့်နဲ့ကျွန်ုပ်ပြန်ဆုံမိပါတယ်။ဟာဆရာမြင့်ပြောင်းချက်ကတော့ဗျာမတွေ့ရတာကြာပေါ့။ကဲလာဟောဒီစပွဲမှာထိုင်ကြစို့လေကောင်းလေတန့်လဲရတာပေါ့။နေ့အတော်ကြာလူချင်းမတွေ့ရတဲ့အတွက်ကြောင့်ကျွန်ုပ်ကဒီလိုနှုတ်ဆက်ခြင်းဖြစ်ပါတယ်။ဦးမြင့်ကလိုင်းသားယာမြို့ဦးဇေဒီတော်ဖြစ်တဲ့အောင်မြေသားယာဇေဒီတော်မှာပထမဦးဆုံးဘေးရင်ဟောပြောသူပဲဖြစ်ပါတယ်။ကျွန်ုပ်ကတော့သူ့ရဲ့အနောက်အနေငယ်ကြာနေပါသေးတယ်။ ဒါပေမဲ့ဦးမြင့်ကမနက်ပိုင်းနဲ့နေ့လယ်ပိုင်းမှာဘေးရင်ဟောပြောတဲ့နေရာကိုမရောက်သေးဘဲနဲ့ညနေ၄နာရီ၅နာရီအချိန်ကနေည၉နာရီအချိန်ထိဟောပြောတတ်ပါတယ်။ဘေးရင်မေးမလိုက်လဲထုံးစံတိုင်းပဒီစိတ်နေတတ်ပါတယ်။ဒါကပဲတခြားဘေးရင်ဆရာကြီးနဲ့ကွဲပြားခြားနားတဲ့ထူးခြားချက်တစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်လည်းမေးဘူးပါတယ်။ဆရာမြင့်မနက်ပိုင်းလူတွေနေ့လယ်ပိုင်းဘေးရင်မေးတဲ့လူတွေလွတ်သွားပြီပေါ့။စောစောလာလေဘာဖြစ်လို့နောက်ကျနေတာတုံးလို့မေးတဲ့ခါမှာသူကကျွန်တော်ကကြာသာပဒီညနေဖွားပြ ဒါကြောင့်ညနေပိုင်းစည်းစာပိုင်းကိုသဘောကျတယ်ဆိုပြီးခဏနောက်ပြောမှုပါတယ်။ဦးမြင့်ဟာအသက်80ပြည့်ကနေပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းဖြက်လက်သွက်လက်နေပါတယ်။အသားညို့ပြီးတော့အရက်မောင်းကောင်းပါတယ်။ဘန်ဒိုဘန်ရှေတိုင်းပြောင်းပြန်ကရာတေစတဲ့ပညာရက်ဒီမှာထူးချွန်လာပြီးတော့ရုပ်ရှင်နယ်ပယ်တွေရဲ့တချို့အခန်းဒီမှာကိုယ်တိုင်ပါဝင်ရွေ့တော်၎င်းတချို့အခန်းတွေတိုင်းနီးပြအဖြစ်တော်၎င်းပြုလုပ်ဆောင်ရွက်ခဲ့ရပါတယ်။အသက်ကြီးပိုင်းကြမှာဗီဒင်ပညာနဲ့ဆက်လက်အသက်မွေးလျက်ရှိနေပါတယ်။ ကဲဆရာမြင့်လက်ဖက်တော့စားမလားလက်ဖက်ရည်ကိုပဲတောက်မလားမာလာရအောင်အဲလက်ဖက်ရည်ပဲလုပ်ပါကိုစန်းဝင်းရဲ့ရပါပြီဒီလိုနဲ့ပဲကျွန်တော်ကလက်ဖက်ရည်မာလိုက်ပါတယ်ကဲပြောစရာလေးပါလေးပါတယ်မဟုတ်လားကျွန်တော်ကမေးလိုက်ပါတယ်ဦးမြင့်ကအဲ့ဒီကိစ္စကြောင့်လာတာလေခမရကစာရေးဆရာလည်းဖြစ်ဘေးရင်ဟောဘက်လည်းဖြစ်တော့ကျွန်တော်ရဲ့တစ်ချိန်ကအတွေ့အကြုံလေးတစ်ခုရှိတယ်ဗျာတော်တော်လေးစမ်းပြတယ်ကိုကကိုတော့မယုံနိုင်စရာဖြစ်ရတဲ့အထိထူးဆန်းတယ်ဗျာအဲ့ဒီခါမှာကျွန်တော်ကကြာသလားလို့ဆရာမြင့်ပြောစမ်းပါဦး စိတ်ဝင်စားစရာများကောင်းလို့ကတော့ရေးမှာဗျာလောက်ပါပြောပါဗျာအဲ့ဒီကမှာဦးမြင့်ကအင်းနှစ်ကတော့အတော်လေးကြာသွားပြီဗျကျွန်တော်အကြောင်းတော့ခမားသိတဲ့အတိုင်းရုပ်ရှင်ဇက်ကားတွေမှာတိုင်းနီးပြဘန်လိုဘန်ရှင်နီးပြလုပ်ပြီးတော့ fighting ခန်းတွေမှာအသက်ပုတ်ကိစ္စတွေကိုရုတ်တိရှိအောင်အရှောင်တိန်အတက်အစင်ဘာညာပေါ့ဗျာအဲ့ဒါတွေလုတ်ပေးရသဗျအဲတခါတခါကြားပြန်တော့လေကိုတိုင်းပါဝင်ပြီးတခန်းတလေတရုတ်ဆောင်ပေးရတာလည်းရှိသဗျအဲ့ဒီတုန်းကဒရိုက်တာကမုံရွာဦးလေးခန့်ရဲ့တူတော်တဲ့သူထင်ပါရဲ့ ဇက်လန်ကဂျပန်တွေကအင်္ဂလိပ်သရှိုအင်္ဂလိပ်အလူတော်ကြီးတွေကိုဖမ်းပြီးလူမဆန်ဖက်စစ်ပီပီနှိပ်စက်ညှဉ်းပန်းတဲ့အချိန်ပေါ့အဲဒီကမှကျွန်တော်ကအင်းလောက်ပါဦးဇက်လန်ကတော့ခက်ကြံကြံထဲကပဲထင်ပါရဲ့ဦးမြင့်ကအဲ့တော့ ਨੇ ရွာကြီးတရွာမှာကျွန်တော်ကတကြီးပေါ့ဗျာအင်္ဂလိပ်ကခန့်တဲ့တကြီးနော်ဟိုခေတ်ကဝတ်စားစင်ရင်မူနေပေါ့ဗျာအဲတနေ့မှတော့ဂျပန်တက်စိတ်တစိတ်ရွာထဲကိုဝင်လာပြီးတကြီးဖြစ်တဲ့အတွက်ကျွန်တော်ကိုမေးမြန်းပြီးဖမ်းဆီးချုပ်နှောင်ပြီးတော့ရွာပြင်ဘက်ကိုကျိုးနဲ့တုတ်ပြီးခေါ်သွားတော့တာပေါ့ ရွာပြင်သင်းကျန်းကုတ်ဆက်မှာပေါက်ပင်နေရှိသပြအဲ့ဒီပေါက်ပင်ခတ်သေးသေးတစ်ခုနဲ့ဂျိုးနဲ့မလုံနိုင်အောင်ကတ်တုတ်ထားတာပေါ့အင်ဂျီတီကလည်းစုပ်ပြတ်မျက်နှာတွေလည်းဖူးယောင်နေတဲ့ပုံပေါ့ဗျာမိတ်ကက်ဆရာကချေမုံထားတယ်ပေါ့အဲ့ဒီလူနဲ့ဆစ်လိုက်မေးလိုက်ရိုက်လိုက်နဲ့လူလဲဖုတ်ဖုတ်ကြေးပြီးဆိုတဲ့ပုံပေါ့ဗျာနောက်ဆုံးတော့ဆယ်ပီလောက်ဝေးတဲ့နေရာကနေဂျပန်စစ်သား၄ယောက်ကနေရာယူပြီးတနက်နဲ့ချိန်ထားတယ်ဂျပန်ဘူကမျက်နှာကြီးနှီးပြီးဒေါသထွက်နေတဲ့ပုံနဲ့ ဒီကောင်မေးလို့ပေါ်မှာမဟုတ်ဘူးပြစ်သက်ဆိုတော့ဂျပန်လိုစကားကိုစကားပြန်ကတဆင့်ပြောတာဗျအဲ့ခါမှာကျွန်တော်ကဟုတ်ကဲ့ဩဆရာမြစ်ကမရှုမလတေးရမတ်အခံပေါ့ဟုတ်လားအဲ့ခါမှာဦးမြစ်ကအေးလေတနက်လေးလနဲ့ချိန်ထားပြီးဂျိုင်းသူပြစ်သက်တေးရမတ်အခံဗျအဲ့ဒီမှာပြိတ္တမမြင်ရတဲ့လိုဝက်ချက်တစ်ခုရှိတယ်ကျွန်တော်အင်ဂျီအတွင်းဘက်မှာကတ်တူပြခံထားတယ်ပြီးတော့ဒိုင်နမိုက်အသေးစားလို့ခေါ်မလားပဲရန်ဖောက်ခွဲမှု၄ခုကိုတိတ်နဲ့ကတ်ပြီးလှုပ်ထားတယ် ဓာတ်ကြိုသေးသေးလေးတွေနဲ့ဆက်ပြီးကင်မရာမြင်ကွင်းလွတ်တဲ့နေရာကနေပြီးဓာတ်ခဲနဲ့ရန်ဖောက်ခွဲရမှာကိုဗျအဲဒီကမှကျွန်ုပ်ကအဲ့ဒီလိုလားဒါကြောင့်တချို့ဆိုတနတ်မှန်ပြီးအင်ဂျီတွေဖွာခနဲ့မိကိုးတွေဘာတွေနဲ့တွေ့ရတာကဒါကြောင့်ကိုဗျလူကမထိခိုက်ဘူးလားဆရာမြင့်ဥပမာဗျာရန်လောင်ပြီးအသားတို့ဘာတို့ထိတာခိုက်တာရှိလားဟာရှိတာပေါ့ကျွန်တော်လည်းအဲ့ဒါကိုလန့်နေတာဗျရင်ဘက်မှာ၄ခုတလမချာပြီးကတ်ထားတယ်ကတ်ထူပြမမကြီးခံထားပြီးမဲ့လို့မျက်နာနာကတ်နေတာဗျအဲ့ဒီခါမှာကျွန်ုပ်က မတော်လို့မျက်နာဘက်များပွင့်ထွက်ပေါက်ကွဲလိုက်ရင်ဇက်လန်တွေကတကြီးသေးတာတဘာဝကြကြမြင်ကြပြီမဲ့အပြင်ကတေးဥဆောင်တဲ့ဆရာမြင့်မျက်နာစုပ်ပြတ်သွားမှဘယ်သူမှတီးလိုက်မှမဟုတ်ဘူးဗျအဲ့လိုဖြစ်မှတကြီးတကယ်ယင်ထိတ်နေပြီပေါ့မဟုတ်လားဂျပန်ကြတော့မဟုတ်ဘူးယင်ဘက်ကဒိုင်နမိုက်ကိုလန့်နေတာပေါ့အဲ့ဒီခါမှဆရာမြင့်ကအာခမင်းနဲ့ချွေးသီးချွေးပေါက်တွေကြလို့ဗျဒီအခန်းမျိုးတစ်ခါမှလည်းတေးဥမဆောင်ဘူးပါဘူးဗျအဲ့ဒီတစ်ခါပဲဒါနဲ့ဒိုင်နမိုက်ဖောက်ခွဲမဲ့ကောင်လေးကလည်းတက်ကြိုးစနှစ်ဆကင်ပြီးတက်ခဲနဲ့အစင်သင်းပေါ့ဗျာ ကိုဂျပန်၄ယောက်ကလည်းချိန်ထားပြီးခလုတ်ပေါ်လက်ညိုတင်တဲ့အခမ်းကျွန်တော်လည်းရန်ပေါ့ရင်ဖြစ်မျက်နှာများဆင်မလားထိမလားစိုးရိမ်ပြီးတော့အဲ့ဒီမှာခမားကိုကျွန်တော်ပြောတဲ့ယူနစ်ကြဂါထာကိုရွတ်တော့တာပေါ့ဗျာတစ်ခေါက်ပြီးတစ်ခေါက်တစ်ခါတည်းစိတ်ထဲနှစ်ပြီးမျက်စိမိတ်ပြီးရွတ်တာပဲပြုကင်မရာမင်းကလည်းနေသားတကျဖြစ်အောင်ချိန်မိသမားမန်ထိုးသမားတွေကလည်းဟာကွက်မရှိအောင်နေရာယူပြီးအားလုံးအစင်သင့်ဖြစ်ပြီးဆိုတာနဲ့ဂျပန်ဘူကဂျပန်ဘာသာနဲ့ပြည့်အမိတ်ပြီးတော့တာပေါ့ဗျာ ဒရိုက်တာကလည်းအချက်ပေးလိုက်တာနဲ့တခါတည်းရန်ဖောက်ခွဲတဲ့ကောင်လေးကရှော့ရိုက်လိုက်ရောပြုတ်တနက်လေးလက်ကလက်ညိုးတွေကိုေးတာတစ်ချက်ရိုက်တယ်တစ်ချက်တည်းကျွန်တော်ကိုကြည်စံမှန်လို့ရန်ပေါက်꿰ရမယ့်အခန်းကိုရိုက်တာဗျအဲ့ဒီမှာပြဿနာဝင်တော့တာပဲကိုစန်းဝင်းကြီးဘာပြဿနာလဲဆရာမြင့်လှုပ်ဆန်းပါဦးဇလန်ကအချိန်မြင့်နေပြီဖောင်းတိုင်းဆိုမိခိုးတွေဘာတွေတွက်ပြီးတကြီးကိုရုပ်ပြက်ဆင်းပြက်တနက်ကြည်စံ၄ချက်မှန်ပြီးတေရမှာလေဒါပေမဲ့ယင်ဘက်ကဒိုင်နမိုက်ကအဲ့လိုမဟုတ်ပဲနဲ့ ဖို့ဖို့ရှူဖို့ဆိုပြီးမိโกလီနည်းနည်းပဲထွက်တယ်ဗျာအဲ့ဒီခါမှာကျွန်တော်ကဩအဲ့ဒီလိုဖြစ်သွားသလားဒရိုက်တာမျက်လုံးပြူးသွားတယ်ဗျအမှန်ကဖြစ်ယူဖြစ်စင်မှမဟုတ်တာကိုဟာဆရာမြင့်ဘယ်လိုဖြစ်တာလဲဗျရမ်းပါလို့မပေါက်ကွဲတာလဲဒိုင်နမိုက်မကောင်းလို့လားဆိုပြီးတော့ရင်ဘတ်ထဲကဒိုင်နမိုက်ကက်ကိုဖြုတ်ဆစ်ဆေးကြတယ်အပြေရှာမရဘူးအဲ့ဒီဒိုင်နမိုက်ကအဲ့ဒီခေတ်ကဆိုတခုကို9000ပေးရတယ်ဗျ2000ဘူးဖုတ်ခနဲ့ဆုံးရှုံးသွားတာပေါ့ဗျာကျွန်တော်လည်းဂါထာရွတ်လို့ဆိုတာမသိသေးဘူး ုတိယံပြီးပြန်စင်ရိုက်တယ်ကျွန်တော်လဲကြောက်စိတ်ကမကုတ်တော့ဂါထာပဲလက်ရွတ်တာပေါ့ပထမတစ်ခါလိုပဲဖိုးရှိုးဆိုပြီးတော့သွားပြန်တာပဲပြုတ်အဲ့ခါမှာကျွန်တော်ကဆရာမြစ်ဂါထာကစွမ်းလို့များမပေါက်သလားဗျာအဲ့ခါမှာဆရာမြစ်ကနောက်တော့ကျွန်တော်လဲစဉ်းစားမိလာတယ်ငါရွတ်လို့များလားပေါ့ရန်ဘူးနဲ့ရိုက်ကွင်းတနည်းစာလောက်ကုန်နေပြီဒီတစ်ခါတော့မရွတ်တော့ဘဲနဲ့အန်ဒီရဲ့ကင်းဖို့ပဲဆူတောင်းတော့တယ်ပြုတ်အဲ့ဒါနဲ့၃ချိန်မြောက်ဖောက်ကွဲတော့မှပဲတဘာဝကြကြပောက်ကွဲပြီးတကြီးလဲတီတော့တာပဲပြု့ ကဲမစမ်းဘူးလားဒါကျွန်တော်ကိုယ်တိုင်ယင်နဲ့အမျှတွေးကြုံခဲ့ရတဲ့ဖြစ်ရစံတစ်ခုပဲဗျာအဲ့ဒါနဲ့ကျွန်တော်ကအဲ့ဒီဂါထာကိုပြောပါအောင်ဗျာဒီဂါထာဟာဒိုင်နမိုက်တောင်မပေါက်ကွဲဘူးဆိုတော့ထူးဆန်းတယ်ဗျာကျွန်တော်ပြိတ္တကိုတင်ပြမယ်ဗျာပြောဗျာအဲ့ဒီခါမှာဦးမြင့်ကဂါထာကမရှည်လာပါဘူးဗျာအများခေါ်ကြတာတော့ဒိဗ္ဗစက္ခုအဘိညာဂါထာလို့ခေါ်တယ်ဗျပါဠိကတော့ဒူဝင်စသုခုမံဓာတ်ထုံတမတ်ထံလောကနာယကံ တိရောဒာနေတိတံရူပံဒိဗ္ဗစက္ခုနမမဟံအနတ္တိဘေကတော့ဗန္ဒီဒိဗ္ဗစက္ခုမြင်မှုထင်ရှားအရှင်မြတ်ဗျာဒူရရူပင်စစัจ java လာလွန်ဝေးกว่าသည့်ရူပယုံများ အစားစားကိုတလကောင်း သူခုမံရူပင်စပရမာဏဟုပမာပြု၍မြင်မှုမလွယ်လွန်သေးငယ်သည့်နုနယ်လုံးစုံတိမ်မွေ့သော ရူပယုံကို၎င်းဓာတ်ထုတ် နတ်မျက်စိတွင်ညံတော်ရှင်မှုထင်းမြင်ကြည့်ရှုတော်မူခြင်းကတမတ်ထံစွမ်းနိုင်တော်မူသောလောကနာယကလောက၃ပါးရှိသောဘုရားရှင်ကိုရောင်မြတ်ကြီးကိုအဟံတပြည့်တော်သည်နမမိယိုသေးမြတ်တို့လက်ဆုံမိုး၍ရှစ်ခုကတော့ပါ၏အရှင်ဖျားကဲအဲ့ဒါပဲကုစံဝင်းကြီးလိုးတလို့၃ပြီတော့လို့ဆရာမြစ်ကသူ့ရဲ့ကာထာကိုစုံတက်လိုက်ပါတယ်အဲ့ဒီခါမှာကျွန်ုပ်လည်းဂျေဇုတင်ပါတယ်ဆရာမြစ်ရဲ့လို့ပဲပြောလိုက်ပါတော့တယ် ီနေရာမှာမှတ်ချက်ကတော့ဘေးရင်ဆရာရုပ်ရှင်တရုပ်ဆောင်တိုင်းနီးပြဆရာမြင့်ရဲ့ကိုရွိဖြစ်ရဆန်းကိုမိတ်ဆွေများအတွက်တဆင့်ဖောက်တဲ့ပြန်ချလိုက်ခြင်းသာဖြစ်ပါတယ်